စကိုင်းတိုင်းမော်ရွာမြို့နယ်သာစီရွာရဲစခန်းကိုနိုဝင်ဘာ18ရက်ဒီနေ့နေ့လယ်ပိုင်းမှာတိုက်ခိုက်ခဲ့တယ်လို့ဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းစီကသိရပါတယ်။မော်ရွာမြို့နယ်သာစီရွာရဲစခန်းမှာအင်အား30ကျော်နဲ့တဆွဲနေတဲ့ရဲနဲ့စစ်ကောင်မရှင်ပူးပေါင်းတပ်ဖွဲ့ဝင်တွေကိုဒီနေ့နေ့လယ်7နာရီမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်မရှင်ဘက်ကပြန်လည်ပစ်ခတ်ခဲ့တာကြောင့်နိုင်ဝက်ကြတိုက်ပွဲဖြစ်ခဲ့တယ်လို့ဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းရဲ့စစ်ကြောင်းမှုကွဲကလေးကပြောပါတယ်။ဒီရဲစခန်းနဲ့ဟိုအမီတာ90လောက်กว่ามา ပြက်ခတ်မှုပြန်လည်ပြက်ခတ်မှုတွေရှိရပါတော့။ဒါကျွန်တော်တို့ဟိုအကြောင်းမျိုးကြောင့်နိုင်ဝါလောက်ပဲဟိုတိုက်ခိုက်ခြင်းရပါတယ်ဗျ။အဲ့ကျွန်တော်တို့မှာ KN KN လိုတဲ့အရာအန်းကိုသိနေဆိုတော့မရှိပါဘူးဗျ။အဲ့ဒီ UI ကတော့စကန်သိမ့်လို့တော့ပြီးတော့ပြန်ဆုတ်ခဲ့တာပါဗျ။တိုက်ပွဲအတွင်းထိခိုက်ဒိဆုံးမှုတွေရှိနိုင်ပြီးရေစကန်ထဲမှာကရုတ်ချင်းနဲ့ဘန်ကာတွေရှိနေတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်ဒိဆုံးမှုကိုအတိမပြုတ်နိုင်သေးဘူးလို့လည်းဆိုပါတယ်။ ကျွန်တော်တို့ဘက်ကတော့အထူးကမရှိပြန်သုံနိုင်တယ်ဒီစက္ကစဘက်ကတော့အတွန်းထဲမှာဖြစ်တဲ့အတွက်အတွန်းထဲမှာကရုတ်ချင်းတွေရောအပန်းကားတွေရောအပြည့်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့စကန်သိမ်းနိုင်တာမဟုတ်တဲ့အားတော့ပြန်သုတ်ဖေးရအောင်ဟိုဟာအထူးကပြေဆုံးမှုအတိအကျကျွန်တော်တို့မပြောနိုင်ပါဘူးကြာအထူးကမှုကတော့ပြောရရှိမှာမဟုတ်ဒီကနေ့နိုဝင်ဘာ10ရက်ကလည်းဝန်ရမြို့နယ်တာစီရွာကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပုဒ်လင်းမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းကဒမ်းမင်တဲရွာ ိုးပင်ရွာနဲ့တမ်းမင်လာရွာအနီးဒေါ်တိုက်ထဲမှာတိုက်ခိုက်ခဲ့ပါသေးတယ်